အလုံးမင်းမင်္ဂလာပါများ။ကောင်းစားတဲ့နေ့ကျတဲ့မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖက်လျက်တော့မြန်မာရဲ့စစ်တပ်ကဒီမိုကရေစီနဲ့မတန်ဘူးဟုဆိုလာတဲ့ဇေလုံးမောင်ဖုံးပြောလာတဲ့ရုပ်သံမျိုးဖက်လျက်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဘယ်မှာဇေလုံးမောင်ဖုံးကအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အလုံးကိုလည်းကောင်းစားတဲ့နေ့ထားမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မှာနိုင်ငံကြီးကမကောင်းအောင်လို့နိုင်ငံကမကောင်းဘူးနိုင်ငံမှာပြည်တွင်းစစ်ကြီးဖြစ်နေတယ်။နောက်ပြည်သူတရားလုံးကတွန်းလှန်တိုက်ခိုက်နေတယ်ဒီတပ်မတော်ကြီးကိုဒီနေ့လိုအချိန်ကမှာကျွန်တော်တို့တော်လှန်ရေးကိုသွားနေကြတယ်တလန်းနဲ့သွားနေကြတယ်ကျွန်တော်တို့ဒီညီကောင်မောင်မတွေကတဦးနဲ့တဦးနော်ဖဲ့မယ်တဦးနဲ့တဦးပြဿနာရှာမယ်တဦးနဲ့တဦးနော်အမျိုးမျိုးပေါ့ဗျာဝန်ရှင်ဆင်တဲ့ပြီးတော့မှတဦးကတဦးကိုမကောင်းမြင်တဲ့စိတ်တွေ ကောင်းကြင်ကျင်တဲ့စိတ်တွေနဲ့တိုက်ခိုက်ပြီးတော့တော်လည်းရုံနောက်နေ့အောင်တွောနေတဲ့နိုင်ငံပြောင်းလဲမှုကိုနောက်နေ့အောင်လုပ်နေကြတာပေါ့ဆိုတော့အတွေ့အခေါ်တွေသိပညာတွေတော်တော်မြဲလာကြည့်တာပေါ့နော်ဆင်ခြင်တို့တရားတွေတအားမဲ့ကြတယ်ဘုဒ္ဓတာတွေအရန်နေပါကြတယ်ဘာဖြစ်လို့ဒီလိုမျိုးတောင်းနဲ့တိုက်ခတ်ခြင်းရတာလဲကျွန်တော်ကိုယ်တိုင်လည်းပါကြုံတွေ့ပါတယ်ကျွန်တော် ဒါမင်းရဲ့နာမည်ပါဒါမင်းရဲ့လိပ်စာပါဆိုပြီးတော့မှ line ပေါ်မှာချပြရဲနော်သူတို့ကတော့မလုံနိုင်လို့ပေါ့ဗျာမလုံနိုင်လို့မလုံရဲလို့ဟောဒီလိုမျိုးလုံမဲ့သူတွေတိအောင် information ကိုချပြရဲပုံစံမျိုးလို့ねသူတို့လုံကြရဲအဲကျွန်တော်နဲ့ဤသူပါပဲတခါတခြားပုဂ္ဂိုလ်တွေလည်းကဒါဒီလိုမျိုးပဲသူတို့တွေက light တွေလုံနေကြတယ် ဒီလူတွေကတယောက်နဲ့တယောက်ကဆက်ညီပဲနေလားဆိုတော့မဟုတ်ဘူးတလန်းနဲ့တူတွားနေကြတယ်သူတို့တော့အဲ့လိုအောက်တန်းကြတာပေါ့နော်စိတ်တက်တယ်အောက်တန်းကြတယ်ပေါ့လူတွေကတော့တိုက်ပြီးတခုအနာကက်ကိုပြောင်းလဲဖို့အတွက်တော့တွားနေကြတာပေါ့နော်ဒါမဲ့တကယ်တကယ်တမ်းကြရင်အောက်တန်းကြတဲ့စိတ်တက်တယ်ဒီလိုတော့နေတဲ့ခါကျတော့ကိုတော့နေတဲ့ဒီတိုင်ပြည်အနာကပ်ကိုလူနည်းနဲ့ပါခီးရရောက်မှာမဟုတ်ဘူးဆစ်ရွှေ့မဟုတ်ဘူးနော်စီလုံးမှုတွေပြက်ပြားရတယ်စီလုံးမှုပြက်ပြားရတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တော့နေတဲ့လမ်းကြောင်းကြီးကပြုတ်ရဲဖြစ်ရတာပေါ့ တရားနဲ့တရားအားလုံး image ကြကုန်လျှောက်ထည့်ပြတယ်ပါနော်။သူများလူထင်တဲ့အောင်လျှောက်ထည့်မှာပုတ်ခတ်ပြောဆိုနေတယ်။ကျွန်တော်တော့အဲ့မျိုးကြီးဈားတယ်ကိုကျွန်တော်တိတ်တော့မပါခြင်းတော့ဘူး။ကျွန်တော်ဘာဖြစ်လဲဆိုတော့၎င်းဗျာတော့ပေါ်ပနေစေသူတို့အတိတ်ရမယ်မြေသူတို့အတိတ်တရားနော်ဘုဒ္ဓနော်ဆင်ရှင်တရားမဲ့တာ ਨੇ ကျွန်တော်တို့ကတွားပြီးတော့မဲ့လို့ပြောရတာနော်တွားမဲ့လို့ပြောရတော့ဘာပဲပြောလို့ပြောကျွန်တော်တို့မြင်တော့ခဲပြထားလိုက်လို့ဗျာသူပြောရတယ်ဟုတ်ပြီးရတယ်မမှန်ကန်ပြီးတာတော့ เนาะตัวเล่ฉะปะနေတယ်သူလည်းဘာမှလုပ်နိုင်တာလည်းမဟုတ်အဲငငယ်တခုကိုပြောင်းလဲဖို့လိုချင်နေတဲ့ဒီမျိုးစနစ်ဖက်တယ်စနစ်ကိုရကျင်နေဆိုရင်တော့ကိုကိုရင်းစစ်တဲ့ကိုပြောင်းလဲရမယ်ကြာအခုကဘာကြီးတွေ့နေရဆိုလိုက်ပေါ်ပါဗျာကျွန်တော်လူရေတန်း90ကျော်60ပဲနေလို့ရှိနေတယ်လူပုဂ္ဂိုလ်တွေလည်းမတချို့စစ်တက်ကိုထောက်ခံနေတဲ့လူရှိကောင်းရှိနေတယ်စစ်တက်ဘက်ကလိုက်တယ်ပြီးတော့မပြောဆိုနေတဲ့လူရှိကောင်းရှိနေနိုင်တယ်ကျွန်တော်ဘက်ကလည်းပါအရင်ကြီးနဲ့ဒါ NLD ကဒီထောက်ခံအားပေးနေတဲ့ပြည်သူတွေလည်းတစ်ခဲတည်းနဲ့ကြည့်ရှိနေတာပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့တဲ့တစ်ယောက်ကအမြင်မတူလို့ဆက်ကြည့်ပစ်ဖြစ်နေတဲ့အချိန်ကာလမှာဓာယုရန်သူတို့တွားတယ်မှာတတ်တ်မှတ်လိုက်မယ်ဆိုရှင်ကျွန်တော်တို့ကကျွန်တော်တို့တွားနေတဲ့ဒီမူစီလမ်းကြောင်းကျွန်တော်တို့လူကျင်နေတဲ့လူခွင့်ရဲ့ဖက်ထရယ်လမ်းစဉ်တွေကကျွန်တော်တို့ကဘယ်လိုတော့ထင်ချော့နော်ကိုရီးယားအတွင်းကိုယူဆကိုရီးယားလုံရနေအောင်ကိုက်တော့ဖြစ်ဒီမျိုးလုံးလုံးမရဘူးဒီမူစီနိုင်ငံတိုင်းနိုင်ငံတို့တော့မယ်ဆိုရှင်ကျွန်တော်တို့လက်ရှိ တော့နေတယ်ပြည်သူတရလုံးကစိတ်သက်ပြီးပြောင်းလဲလို့အဲ့ဒီအတူကဘောမှာပါကွာဆိုတော့ရန်သူဆက်ဆက်မရအောင်ဒီကဘောမှာဒီဘက်ကလည်းပါအာသူတို့ကတော့တို့ရဲ့အကြမ်းဖက်အဖွဲ့ကြီးပါကွာဆိုပြီးတော့ရန်သူဆက်ဆက်မရအောင်ဘာဖြစ်လဲဆိုတော့အားလုံးကပြည်သူတွေဖြစ်တယ်အားလုံးကပြည်သူတွေဒီအပေါ်မှာကျွန်တော်တို့ကအဲ့ပြည်သူတွေဘောကနေပြီးတော့မှစက်တက်ကချန်နယ်မှုမခံနိုင်လို့ဒါကျွန်တော်တို့ဒီဘက်အချမ်းကတော်လိုင်းအဲဆိုဒီဘက်ကလည်းပါစက်တက်ကိုတော်လိုင်းနဲ့ကျွန်တော်တို့ဒီတော်လိုင်းရေပေါ်တွေကိုပြင်ပြတ်မှုပေးခဲ့တယ် ဲတူလီလကောင်းမဲ့တကစစ်တက်ကိုထောက်ခံရတယ်စစ်တက်ကဘူဝရကြီးချိန်နဲ့တက်ပြီးတော့မှသူတို့ကထောက်ခံအားပေးတာဒီပေါ်မှာကျွန်တော်တို့ကသူတို့တွေသူတို့တွေနဲ့ကျွန်တော်တို့နဲ့တွဲခေါ်ခြင်းဆက်ကျင်ဖြစ်ပြီပဲကျွန်တော်တို့ကလူအတိုင်းဝိုင်းအရာကျွန်တော်တို့ဆက်ကျင်လို့မပြရဘူးเนาะဆက်ကျင်လို့မပြရဘူးဘာဖြစ်လဲဆိုဒီနေ့ကျွန်တော်တို့ဘောမတယောက်နဲ့ကျွန်တော်တို့မိသားသမီးတယောက်လောက်ကျွန်တော်တို့အလုပ်တူတူလုပ်တဲ့အချိန်ကာလမှာဘာဖြစ်လာလဲဆိုကျွန်တော်ကြုံတွေ့ခဲ့ရတာပေါ့ဒါမိနစ်တစ်နေရာပေါ့เนาะဒါဆက်တက်ကိုထောက်ခံတဲ့သူနဲ့ ကျွန်တော်တို့ဒီ NGO NGO ဘက်ကဝယ်ရတဲ့ပြီးသူစက်ရုံတွေကအလုပ်လုပ်ကြတယ်။အဲဒီတော့ NGO ဘက်ကနေ NGO ဝယ်ရနေတဲ့ပြီးသူတယောက်ကစက်ရုံမှာထိခိုက်တာရရသွားတယ်။ရသွားတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့စက်ရုံထဲမှာမြန်မာနိုင်ငံသားဆိုတဲ့အသိစိတ်တတ်နဲ့ကျွန်တော်တို့တွေဟာအမြင်မတူဘူးဆိုပေမဲ့တူဖို့တူမှာရိုင်းမဲကူညီပြီးတော့မှလုပ်ရရှိရတယ်ကျွန်တော်တို့ညီကိုမောင်နှမစိတ်သက်မချပဲကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တွေ့ရတယ် တွေ့ရတယ်။ဒါကကျွန်တော်တွေ့ခဲ့တာကိုပြောတာပါ။ဟောတော့သူနည်း၎င်းပါပဲကျွန်တော်တို့ဒီမလေးရှားကတော့ထိုင်းတော့ပါလေဒါမျိုးတွေရှိပါတယ်။ဒါမျိုးတွေနဲ့ရန်ပါရကံမှာဖြစ်လေဖြစ်တာရှိတယ်။ဒါပေမဲ့ဒီလိုကိုယ့်နိုင်ငံသားတယောက်ဒီလိုဖြစ်လာခဲ့ပြီဆိုရင်ကိုယ့်နိုင်ငံမှာဒါဘယ်လိုပဲဖြစ်ဖြစ်အသွင်မတူအမြင်မတူပြီပဲတယောက်တစ်ဖက်နိုင်ငံကိုရောက်သွားတဲ့အချိန်မှာဒါတွေကမိသားစုတွေဖြစ်နေတာကိုကျွန်တော်တွေ့ရတဲ့အခါမှာဒါတွေကရန်သူမဟုတ်ဘူးဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြချင်တယ်။ဒါအခုဆိုလို့ရှိရင်ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အာဒါအမြင်မတူအသွင်မတူတဲ့သူနှစ်ဦး เนาะစိတ်ဝင်စီအောင်မထက်တန်ရရတဲ့အချိန်မှာဘလို့ရိုင်းမဲကူညီသွားတယ်ဆိုတော့လေကျွန်တော်တွေ့ရတယ်ရဒါလေးတဲ့ချစ်စရာကောင်းတဲ့ delete ပေါ့เนาะကျွန်တော်နိုင်ငံရဲ့ချစ်စရာကောင်းတဲ့ delete ချစ်စရာကောင်းတဲ့အမြင်လေးတွေရှိတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာဆိုတော့လူတွေကတော်တော်များများဒါတွေကိုသဘောမပေါက်ကြဘူးကျွန်တော်တို့ဆိုလို့ရှိရင်ဒါအမေရိကန်မှာကျွန်တော်နေကြတယ် ကျွန်တော်တို့ဒီစစ်တပ်ကိုထောက်ခံအားပေးနေကြတဲ့လူတွေနဲ့လည်းကျွန်တော်တို့ပေါင်းသင်းပြောဆိုဆက်ဆံတာပဲ။မဖြစ်လို့လေကျွန်တော်တို့တွေကအမြင်မတူလို့ကျွန်တော်တို့ကတော့တရင်တူလို့ဆက်ဆံလို့မရဘူး။ဒီအမေရိကန်နိုင်ငံမှာခင်ဗျာဒီမိုကရက်တစ်နယ်ရီပါတီကပါတီ2ရက်ရှိတယ်။ပါတီကတော့9ခုလောက်ရှိတာပါ။ဒါပေမဲ့ဖြစ်တော့အဲဘာဖြစ်လာလဲဆိုတော့တို့ကခင်ကြက်ဒီမတူဘူးအမြင်နေမတူဘူးထောက်ခံအားပေးမှုတွေမတူဘူး၊ကြွေးပြချားနာကြတယ်ဆိုရင်ရန်တူလို့ဆက်ဆံကြဘူး။အားလုံးကအလုပ်တူတူလုပ်ကြတယ်။အားလုံးကတမီတဲမှာအတူတူနေကြတယ်။အော်တုံးနဲ့တူဦးဟာမင်းကတော့ဒီမိုကရက်တစ်ကို ထရန့်ကိုအားပေးလို့ကွာအမေကတော့ဒီမိုကရက်တစ်ကိုအားပေးလို့ကွာဆိုပြီးတော့မှပြည်ထနာရှာတာမျိုးတွေရန်လောက်တာနေမရှိဘူးအားလုံးချစ်ချစ်ခင်မယ်နိုင်ငံရေးနိုင်ငံရေးနဲ့သွားတာပဲနော်ဒါပေမဲ့လူပေါင်းအတိုင်းဝိုင်းမှာလူမူရေးအရာလူမူရေးခန့်ကဏ္ဍနဲ့သွားကြတာလူမူရေးခန့်ကဏ္ဍနဲ့သွားကြတာဆိုတော့ကျွန်တော်တို့အခုလိုက်ပေါ်မှာလဲပါကျွန်တော်တို့ဘောမိုင်းနဲ့ကျွန်တော်တို့အမေသားသမီးနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာတချို့အမေသားသမီးတွေကဘောမိုင်းနဲ့ဆက်ဆံလို့ဆိုပြီးတော့ဘောမဆင်းသွင်းပလိုက်တယ်ဘောမဆင်းသွင်းပလိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဟောအလကားနေနေကိုလူကဘက်ပဲ့သွားတာပဲဖက်တယ် ကိုယ်ဘက်လည်းရောက်သွားတာမဟုတ်ဘူးကိုယ်ဘက်လည်းပါလာတော့တာလည်းမဟုတ်တော့ဘူး၎င်းနေရင်လည်းဂျားနေပုံစံမျိုးယူပို့ပလိုက်တဲ့အနေထားမျိုးမှာတော့တွေ့ရတယ်အဲ့ခါကျတော့ဘာဆုံးရှုံးနေတာလဲကို့မြင်ပြမှာထိခိုက်နေတာပါပေါ့ဒီလူကဘလောက်ထိကူညီပံ့ပိုးပေးခဲ့ပြီးပြီလဲဒီလူကဘလောက်ထိ sporting လုပ်ခဲ့ပြီးပြီလဲကို့ကိုရီးယားဒေါ်လာရေးဘက်ကနေဒါတွေကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်ခုတော့ဒါတွေကိုမကြည့်တော့ဘဲနဲ့ခင်ဗျဘောဘောစင်းနေတွန်းပလိုက်တဲ့ခါကျတော့ဘာနဲ့နာသွားလဲနောက်တစ်ချိန်မှာကျွန်တော်တို့ mission ဟိုကျွန်တော်တို့ဒီဒီလူတွေဒီဒေါ်လာရေးအဖွဲ့အစည်းတွေတမိန်လုပ်တဲ့ခါကျတော့ဒီလူတွေကဝင်ပါမလာတော့ဘူး အားယော့သွားတာပေါ့နော်ဒါမျိုးတွေကတအားများနေတာကျွန်တော်တွေ့ရတယ်ပေါ့ဒါမှမဖြစ်တဲ့နဲ့ကိစ္စတွေဒါကြောင့်မို့အဲ့လောက်ထိအတွေးခေါ်နေကြသလားအဲ့လောက်ထိအတိတရားတွေမဲ့ကြသလားကျွန်တော်ပြောချင်တယ်အလကားဗျာပောက်ပန်း၄၀လိုင်းပေါ်မှာလှည့်ပတ်ပြီးတော့ရန်ဖြက်ရန်ဖြက်နေကြတာပွဲတွေရှာနေကြတာအလုံးမရှိအကင်မရှိလဲကို့ဘာသာကိုအင်တာနက်မှာသွားပြီးတော့ခွန်းထုနေလိုက်ကြပါလားတုံ့မုံလဲပါခရင်ပေါ်မှာပက်လက်လန်နဲ့ခွန်းတိုက်နေလိုက်ကြပါဗျာခုတော့ပြဿနာတွေဖြစ်နေကြတာနော်ဘာမှအကျိုးလဲဘာမှအကျိုးတက်ရောက်တာလည်းမရှိဘူးထိရောက်မှုလည်းမရှိဘူး တခါလာလိုက်ရင်အာနာကြီးဒီပါဝါကြီးတွေနဲ့သူတို့ကသူတို့ကဘာကောင်ကြီးတွေကြာနေတာပဲသူတို့ကသူတို့များတိုက်ပြည်တစ်ခုထူထောင်နေတဲ့လူပုဂ္ဂိုလ်ကြီးကြာနေတာပဲအမလေးပြောဆိုနေလိုက်ကြတာနော်အဲမင်းကတော့ခိုးစားတယ်ကွာအဲမင်းလူခံလူရထားတာဘလောက်ရထားလဲရောမင်းမင်းအသေးချာချပြကွာဘာဖြစ်နေညာဖြစ်နေလဲဟိုးကိုတော်သူတို့တော့မလုပ်နိုင်ရကိုရီးယားတွားတယ်ကွာသူတို့ကတွားမွေးဖန်တာမတိုက်ခိုက်တာအကောင်းဆုံးပဲအခုတော့ကွာစောက်ကြီးစောက်ကြဲနေတာနော်တကယ်ဆရာကြလွန်းနေဆရာတားများလွန်းနေ ကိုယ့်နိုင်ငံသားတွေကစိတ်တက်တယ်အဲ့လောက်အောက်တန်းကြတာတကယ်တကယ်တကယ်ကိုရီဒီဘက်နိုင်ငံကိုရောက်တဲ့ခါကျမှသိတယ်နော်မတရားအောက်တန်းကြတယ်မတရားအောက်တန်းကြတယ်စိတ်တက်တွေကိုတကယ်ဒီမိုစီနဲ့ဖက်ထွက်စိတ်တက်စိတ်တက်မျိုးမပါဘူးတို့နိုင်ငံမှာကျွန်တော်ကြာလာတော့ကျွန်တော်ကြည့်တာပေါ့ဩငေါ့နိုင်ငံသားတွေကဒီမိုစီနဲ့ဖက်ထွက်စနစ်ကိုမတန်ပါဘူးမတန်ဘူးဘာဖြစ်လဲဆိုစိတ်တက်တွေအောက်တန်းကြလို့နေမြင်အောင်ကြည့်တတ်ကြအောင်စိတ်တက်တွေအောက်တန်းကြလို့နေအမေရိကန်မှာနိုင်ငံတစ်ခုပြုတ်ပြောင်းလိုက်တယ်ဆိုစိတ်တက်နဲ့ပြုတ်ပြင်တာဗျစိတ်တက်နဲ့ပြုတ်ပြင်တာနော်နိုင်ငံတစ်ခုစိတ်တက်နဲ့ပြုတ်ပြင်တာ စိတ်ဓာတ်ကိုအခြေခံထားပြီးတော့မှစိတ်ဓာတ်ကိုအဓိကပဓာနာထားပြီးတော့မှပြုပြင်တာဗျအမေရိကပြည်ထောင်စုမှာခင်ဗျာမြင်ဝင်ကြည့်ကြည့်လိုက်ခင်ဗျာထွန့်တက်လာတဲ့ချိန်ခင်ဗျာအမဒီရွေးကောက်ပွဲကလာတော့မှဆိုရှင်ထွန့်အောင်အပိတဲ့သူနဲ့ဟိုကျွန်တော်ဒီကင်မရာအားပေးတဲ့သူနဲ့ခင်ဗျာကြည့်ကြည့်လမ်းစိတ်ဓာတ်နဲ့တိုက်တာစိတ်ဓာတ်နဲ့တိုက်တယ်မရမှာကမဲတွေပေးကြတယ်ပေးကြတယ်သူမသာကိုမသာသူမသာကိုမသာနဲ့မဲစင်းထွက်နေတဲ့ချိန်မှာဒီလိုလေးနဲ့သွားကြစိတ်ဓာတ်နဲ့တိုက်တာအဲ့ဒီတုန်းကတော့ခင်ဗျာရန်သူလူတာမြင်ပြီးတော့မှတစ်ဖက်နဲ့တစ်ဖက်တာရန်ဖြစ်ခဲ့ကြမယ်ပွဲရှာခဲ့ကြမယ်ဆိုလို့ရှင်ခင်ဗျာအဲ့ဒီမဲ စင်းထုတ်ပြန်တဲ့နေ့ညကလေခင်ဗျာဟိုမှာလည်း campaign နေနဲ့ဒီမှာလည်း campaign နေနဲ့ခင်ဗျာအဖွဲ့လည်းအဖွဲ့လည်း campaign ထောင်ထိပ်ပြီးတော့မှခင်ဗျာနော်တညာလုံးမအိပ်ဖဲနဲ့ကြည်ကြတာဖြေရှာကြတာစိတ်ဓာတ်နဲ့ပြိုင်တာရန်သူတို့ကဆက်ဆံခဲ့မှာဆိုအဲ့အဖွဲ့ကြီးခင်ဗျာရိုက်ပွဲတွေဖြစ်ကုန်ပါဗောဒီဘက်မှာလည်းဒီမိုဒတဲ့အဖွဲ့ရှိတယ်ဟိုဘက်မှာလည်းအာ Republican အဖွဲ့ကြီးရှိတယ်ခင်ဗျာဒီမှာနှစ်ဖွဲ့ကြီးပြိုင်ထိပ်ပြီးတော့မှခင်ဗျာစတိတ်ကုံကြီးနဲ့လှုပ်ပြီးတော့တချင်းနေဆိုးဖြောပြေးထိပ်ပါမဲစင်းထွက်တာကိုစောင့်တာတညာလုံးထိုင်စောင့်တာဘာပြဿနာမှဖြစ်ခဲ့ဘာပြဿနာမှဖြစ်ခဲ့ဒီနေ့တချင်းဒီဘာပြဿနာမှဖြစ်ခဲ့ ဟုတ်ရင်တော့ဒေါ်နေထွန်းလက်ထက်မှာတော့ငါအဒေါ်နေထွန်းမဲအောင်သွားတဲ့အခါမှာပတ်မှုဒေါ်နေထွန်းမဲရှုံးသွားတဲ့အချိန်မှာဒါအခုကျွန်တော်တို့ဒီဘိုင်ဒန်နဲ့ပြိုင်နေချိန်ပေါ့ဒေါ်နေထွန်းမဲရှုံးသွားတဲ့အချိန်မှာလွတ်တော်လေးဒီဝင်စီးခဲ့ကြတယ်အဲ့ကိစ္စခင်ဗျာကြည့်ကြည့်လိုက်စိတ်တန်းနဲ့တိုက်တယ်မဲခိုးလို့ခိုးတယ်ဆိုပြီးတော့မှတိတိကျကျအထောက်ထားပြနိုင်တဲ့ကြောင့်မို့ထရမ့်ဘက်ကလူတွေကမခံနိုင်တော့တဲ့ကြောင့်မို့လွတ်တော်တိတ်ထိန်မဆန်တာပြတယ်ပြတဲ့သူလည်းအစိုးရဖြစ်လာတဲ့သူကကောက်ကောက်ရေးယူလိုက်တယ်ဒါပေမဲ့ ကောင်းကောင်းအေးအေးယူတယ်ဆိုပြီးမဲ့လဲသူတို့တတလုံးထောင်ချပလိုက်တာမဟုတ်ဘူးနောက်ထပ် trend အောင်လာတဲ့အခါမှာဒီလူတွေပြန်တက်ထုတ်ပလိုက်တယ်ဒါမျိုးတွေနဲ့စိတ်ဓာတ်နဲ့သွားတာပေါ့နော်စိတ်ဓာတ်နဲ့သွားတာတကယ်တကယ်တမ်းကခင်ဗျားတို့ကျွန်တော်တို့လို့မြန်မာပြည်ရဲ့မြန်မာနိုင်ငံသားကြီးလူမျိုးကျွန်တော်တို့ကသူ့ဘာဖြစ်ပါစေရောညာဖြစ်ပါရောဆိုပုံစံမျိုးထိုးနဲ့ထိပြီးတော့နှုတ်ကြောက်နေဒါနဲ့ထိုးတယ်ဆောက်ကျင်မှုတွေမရှိဘူးဒီမှာမရှိဘူးဗျအဲကျွန်တော်နိုင်ငံသားတွေတအားဆောက်ကျင်ရုပ်တယ်သိလားတအားဆောက်ကျင်ရုပ်တယ်တုံးနဲ့တူအခုဆိုလဲကြည့်ပါခင်ဗျာဖျက်ကြီးအမိခံထားတဲ့အဖွဲ့နော်ဘောမကြီးတိုက်ခဲ့ဘူးဘောမကြီးနေနေမှုဆိုသူတို့လမ်းစဉ်ပြခဲ့တာလေသူတို့တွေ သူတို့တွေစနစ်ကိုသူတို့ထူထောင်ခဲ့တာလေဟုတ်တယ်မလားသူတို့ fetch တွေတော့ထူထောင်ထားတယ်ဗျာဒါပေမဲ့တကယ်တကယ်တမ်းကျတော့ခင်ဗျဘောမိုင်းနဲ့မတိုက်ခဲ့ဘဲနဲ့ကို့တော်လိုင်းဘက်တော်သားကြီးနဲ့တိုက်ခဲ့တဲ့ခါကျတော့အခုဘာဖြစ်လာလဲဖြဲကြီးဖွဲ့ဟိုနာမည်ပြက်ပြီကြရှုံးပြီဖွဲ့ကိုရဲထွက်တယ်ကောထွက်ဒါမှမဟုတ်ဖြစ်ကုန်တယ်ဒါတော်တော်လေးကိုမဖြစ်တဲ့ကိစ္စတခုပေါ့နော်ဒါကြောင့်မို့ကျွန်တော်ပြောတာမင်းတို့ဖြဲကြီးနာမည်ငါ့ကိုပေးလိုက်လို့ငါကောင်းကောင်းလေး run ပြမယ်လို့မင်းတို့ဘောမိုင်းမင်းတို့ဘောမောင်ကိုတိုက်ခဲ့ဖို့တော့မင်းတို့ထူထောင်ထားတာမင်းမင်းတို့ဘောမောင်တိုက်ပြီးတော့ကို့မိသားစုကြီးတိုက်နေရတယ်မင်းတို့ထက်ငါကောက်ငါလုပ်ပြမယ်လို့နာမည်နာမည်ပြန်ချင်းမင်းတို့ဆက်မတုံးနဲ့လို့ပြောအဲ့ဒါကိုကျွန်တော်ပြောတာ ၎င်းပဲဗျာသိတယ်မဟုတ်လားကိုယ့်ဘသားချင်းချင်းဖြစ်နေတဲ့ပြဿနာ၎င်းကြီးဖြစ်သွားတာ၎င်းကြီးဖြစ်သွားအချိန်ပုတ်ရုံနဲ့၎င်းနေရင်ねကျွန်တော်မြေပြင်ကရဲဘော်လေးတွေကံပေးနေထိခိုက်နေတာဆုံးရှုံးအောင်တို့ဖြစ်လိုက်တဲ့ပြဿနာကြီးอ่ะဒီမှာပွဲဖြစ်နေတယ်လူအားလုံးကဒီဘက်ကိုရောက်လာဟုတ်ပါမှာကံပေးလုံနေရဲဘော်လိုက်မှာမရှိတော့ဘူးမရှိခါကြတော့ရဲဘော်လေးတွေအရင်နေတာတကယ်ဆိုလို့ရှိရင်ဒီပုံကူတွေကဘောမိုင်းနဲ့ပြဿနာရှာစရာမရှိရင်လည်းပါကိုဒီကမိတ်လိုက်တယ်တော်လိုင်းကြီးမြည်ပြန်လိုက်ပြီရှိတယ်စီယုံပါလားဖျက်ကြီးဖွဲ့လင်းနေရှိသွားပြီဘယ်တော်လိုင်းကြီးလိုက်မှာပါလဲပါ တက်ပြီးတော့မှစီယုံပြောဆိုနော်အာဘုဒ္ဓတာပညာပေးဒါမျိုးတွေလုပ်ခဲ့ကြအောင်တွေ့ရအောင်အခုကြတော့လဲပါတာကိုသူတို့ကတော်လိုင်းပြည်သူကတော်လိုင်းဘက်ကပါနော်အာအင်ဂျီတီနားတယ်လို့ဘာလို့ညာလို့သူတို့ပြောနေတကယ်တကယ်တမ်းကြတော့ခင်ဗျာမြေပြင်ကကမ်ပိန်းတွေလုပ်နေတယ်တစ်ခါလေးတော့ဝင်ပါတာကျွန်တော်တွေ့ခဲ့ရအောင်ပြီးတော့တို့အနေနဲ့လည်းပညာပေးဘုဒ္ဓတာပေးတဲ့စကလုံးတွေလည်းကျွန်တော်ကြားတာတခါမှမကြားခဲ့ရဘူးဆဲတက်တက်ပဲကျွန်တော်ကြားနေရတယ်ပြီးရင်လည်းပါခင်ဗျာတို့က NGO ထင်းနဲ့နာနာတယ်ပေါ့မခံနိုင်ဘူးပေါ့ NGO ဟောက်လာထူးတဲ့သူဆိုလို့ရှိရင်သူတို့ရန်သူဆိုရင်သူတို့တတ်မှတ်တယ်သူတို့ကအင်ဂျီထက်တော့ဆိုးနေပြီအင်ဂျီကအင်ဂျီဆဲတယ်ဒေါန်ဆန်းစုကြည်ကိုဆဲရတော့ပါခင်ဗျာသူတို့လိုလှုပ်ကြီးပြဿနာရှာလေးရှာတာမရှိဘူးနော်သူတို့ကြမှာဗျာတိုက်ထက်လွယ်အခုဆို live ပေါ်မှာရှင်းနေကြတယ်ဟောမှာတဖွဲ့ကြီးတဖွဲ့ပေါ်ပေါက်လာတယ်စောက်တရားလွန်တော့ဗောနော်ဒါဒီကောင်လေးရဲ့စောက်သုံးမကြဘူးကိုဖြည်းဖြည်းဖွဲ့လို့စောက်သုံးမကြလို့အဲ့လိုဖြစ်တယ်ဗောအဲ့အဲ့တော့စောက်သုံးကိုစောက်သုံးမကြတော့စောက်သုံးမကြတဲ့အတိုင်းမနေဘူးညင်ညင်နေဘူးတခါပြန်တဲ့နွေဦးပါဆိုလဲဘာနွေဦးဖိုက်တာဆိုပြီးအဖွဲ့ကြီးထက်ထောင်သေးတယ် ထက်ကောင်ကအဲ့နူးဖိုက်တာအဖွဲတည်းကလူငယ်တွေပဲတခါပြန်ထိုင်မှာအတိတရားမဲ့ဆိုတော့ねကို့တော်လည်းမြည်သူတွေကိုပြဿနာဖြစ်အောင်ပြန်လှုပ်တယ်ပြည်လဲညိနှိုင်းတိုင်ပင်ဖြည့်ရှင်းမယ်ဆိုတော့မရှိဘူးဗောနောပြဿနာကိုပို့တဲ့ကြီးချင်အောင်တို့တွေကဝန်ဆင်ဖန်တီးနေကြတာဗောဒါတော်လည်းယူနှောက်ရှက်နေတဲ့အတူတူပဲတော့အနေနဲ့တော်လည်းယူနှောက်ရှက်နေရတဲ့အတူတူပဲဗောနောအဆောက်ချင်းယူတော့ဗောနောအဲ့တော့ဒီအောက်တိုင်းကြတာဗောငါတို့နိုင်ငံသားတွေဆောက်တရားလွန်တယ်ဆောက်တရားလွန်တယ်ဗျာကျွန်တော်တိတ်ချက်ယူတာနေပြီအဲ့တို့အနေနဲ့ဒီနေ့ဒီချိန်မှာထောက်ပို့တွေကိုလိန်စားရတယ်ခိုးစားရတယ်လို့တို့ဆွဆွဲဆွဆွဲလို့ရပါတယ် ဒါပေမဲ့မစီဆက်နဲ့သူတို့ကဘာကြည့်မှုလို့လဲဟုတ်တယ်မဟုတ်လားဒါကစီဆက်ရမယ့်ချိန်မဟုတ်ဘူးလို့ဒါကဘောင်ချဆော့ရမယ့်ချိန်မဟုတ်ဘူးအေးလှုပ်ချင်တဲ့ဘက်ဆိုလို့ရှိရင်အင်ဂျီအစိုးရဒီတော်လည်းကြီးကလာပြီးဆုံးသွားလို့နောက်ထပ်အစိုးရတက်ကိုဖော်ဆောင်ပေးတဲ့နောက်ပိုင်းအစိုးရတက်ကြီးပေါ်လာပြီးဥပဒေကြီးပြဋ္ဌာန်းလို့ပြီးစီသွားပြီးတိုက်ပြည်ကြီးကိုပြန်လည်ထူထောင်နေပြီဆိုတဲ့အချိန်ကာလကြာရင်တရုတ်မကြံဘောင်ချဆုတ်ပလိုက်ပါအစိုးရစီမှာဒါဆိုလို့ရှိရင်ထိထိရောက်လည်းရည်ယူလို့ရတယ်ကိုယ်တိုင်ကိုထားတဲ့ကောင်ကအပြစ်ပေးရည်ယူဆောင်ရွက်လို့ရတယ်အခုအားကဗျာဖြည့်ဖွဲ့ရကောင်နေရတယ်ဟိုဆက်လိုက်ဒီဆက်လိုက်နေဆက် ဆက်တယ်ဘာလုပ်လို့ရလဲကဲခိုးစားပါပြီရဲ့ဥပမာကျွန်တော်ကျွန်တော်ခိုးစားပြီဗျာကဲတော်လိုင်းငွေကျွန်တော်ခိုးစားတယ်ကားဝယ်လိုက်တယ်ဗျာအိမ်ဝယ်လိုက်တယ်ဗျာကဲခင်ဗျာသူတို့ဘာလုပ်နိုင်လဲဟုတ်တယ်ဟုတ်ကျွန်တော်တကယ်ခိုးစားခဲ့မယ်တကယ်ဖွက်စားခဲ့မယ်ဆိုလို့ရှိရင်ကားလည်းဝယ်ထားတယ်အိမ်လည်းဝယ်ထားတယ်ဆိုလို့ရှိရင်ဒါဥပမာပြောပြတာပါဟုတ်ပြီကျွန်တော်ညင်လေးနေလိုက်တော့မှသူတို့လာဆွဆွဲနေညင်လေးနေလိုက်တော့မှဟောဒီကောင်နေတိသွားပြီငါလုပ်တာအေးဆေးပဲရှောင်နေလိုက်တော့မှကဲဘလို့အပြစ်ပေးရည်ယူမလဲနောက်တစ်ချီရောအစိုးရနဲ့ပတ်သက်လာပြီးတော့အပြစ်ပေးရည်ယူမလားယူလေး ကျွန်တော်ကသူတို့တွေထင်ကြရသားကျွန်တော်ထွက်လိုက်ပြီကျွန်တော်မလုပ်တော့ဘူး ESV ညင်းနေလိုက်ရုံပဲဘလို့ဆွဲချင်မျိုးနဲ့ကျွန်တော်တရားဆွဲမယ်လူတိုင်မလဲဒီလိုရှောက်ထွက်လို့ရတဲ့ကိစ္စတွေအကြောင်းတရားတွေအများကြီးရှိကြအောင်ကျွန်တော်ကဒီနေ့ဒီချိန်မှာမလုပ်ကြပါနဲ့ဒါတွေမလုပ်ကြပါနဲ့တော်လိုင်းကြီးကိုတစောက်မှမဲ့နဲ့သွားကြပါမြင်းမြေရဲဘော်တွေကူညီပေးကြပါကမ်ပိန်းတွေဝဲဝဲဖြေရှာပေးကြပါဆောင်ရွက်ပေးကြပါကျွန်တော်ပြောတာမရဘူးကိုပြောလဲနားမလဲနားမပေါ့ဘူးပေါ့နော်သူတို့ကသူတို့ကသူတို့ဆိုတော့ကျွန်တော်ကြာလာတော့ဒီကောင်တွေကိုဩသတိပါမမှန်တာဘူးလို့ကျွန်တော်တွတ်တာပေါ့နော် ကျွန်တော်တို့လည်းဘုံမအိုင်နဲ့တွားစကားပြောပါတယ်။စကားပြောနေပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူပြောနေတဲ့သူတွေကိုကျွန်တော်တို့ကပါဇက်ကဒီဘုံမအိုင်နဲ့စကားပြောရဆိုရင်ကျွန်တော်တို့တကယ်လက်တွေ့လုံနေတာကကျွန်တော်မြေပြင်ရဲဘော်တွေကိုကမ်ပိန်းတွေကိုကျွန်တော်တို့ကအားဖြည့်ပေးလုံးပြီ